ျွန်တော်မြန်မာယူဆက်ခွန်အသင်းကဒီအရှာဖလာခြေစစ်ပွဲအောင်မြင်ဖို့ဆိုလို့ရှိရင်လာမယ့်28ရက်နေ့မှာအရှင်မြတ်ကစားအမေအိုမန်နဲ့အသင်းပွဲဟာတကယ်ကိုအရေးကြီးတဲ့အဆုံးဖြတ်ပွဲစဉ်တစ်ခုဖြစ်လာမယ်ဆိုတာသိကြသလောက်ရှိခဲ့ပြီဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အိုမန်နဲ့ဆီးရီးယားတို့ဒီအုပ်စုတွေမှာအရှာအဆင့်ခြေစွမ်းရှိတဲ့အသင်းတစ်သင်းအပေါင်းဝင်ခဲ့တာလေ ဖြစ်ပါတယ်။ဒါပေမဲ့လည်းယူဆက်ခွန်ပြိုင်ပွဲဖြစ်တာကြောင့်လူငယ်တွေအားလုံးကလင်းမြဖြက်လက်မှုအပိုင်းကိုဦးစားပေးပြီးကစားကြတဲ့လူငယ်တွေဖြစ်တာမျိုးပွဲချိန်အတွင်းမှာပါမစိုးဖြစ်သွားနိုင်ပါတယ်။အိုးအခုမြန်မာယူဆက်ခွန်လူငယ်လေးတွေအကြောင်းအနေငယ်ပြောရမယ်ဆိုလို့ရှိရင်ဒီလူငယ်လေးတွေဟာကျွန်တော်တို့2015ခုနှစ်ကအောင်သူတို့ဒါလူငယ်အုပ်စုအပီးမှာအကောင်းဆုံးခြေစမ်းတွေနဲ့ပြန်လဲမြင်တွေ့ခွင့်ရတဲ့လူငယ်အစုအဖွဲ့လေးဆိုရင်လည်းမမားပါဘူးတကယ်ကိုကောင်းမွန်တဲ့ခြေစမ်းတွေကိုကျွန်တော်တို့ ထုတ်ပြပြီးတော့ပြိုင်ဘက်အသင်းတွေကိုအကောင်းဆုံးဆုံးပုံစံနေနဲ့ကစားပြသွားတာတကယ်အံ့အားသင့်ဝယ်တွေ့ရတာတကယ်ဟိုမှဂျီနူဘီဒီဖြစ်ဖို့ကောင်းတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်လူငယ်တွေပြပြတကယ်အတူအလှုပ်တွေနဲ့ဒီယုံအားဆွဲအားတွေကအရင်ကလင်းမြက်ဖြက်လက်ပြီးတော့တူတူလွတ်လွတ်နဲ့ကစားနိုင်တာကိုလည်းမြင်တွေ့ခွင့်ရတာအင်မတန်မှဒါရေကုန်စိတ်လို့ရှာပွဲကောင်းပါတယ်တခုပါပဲ တခုလိုအပ်နေတာဘာလဲဆိုလို့ရှင်ဒီလူပေးတဲ့ပုံစံစနစ်တွေမှာတော့အနေငယ်ပြင်ဖို့လိုအပ်နေတော့သတိရပါတယ်ထီထီရောက်ပတ်စင်ပေးနိုင်တဲ့အခါမျိုးတွေရှိသလိုထီထီရောက်ပတ်စင်မရောက်သွားတဲ့အခါမျိုးတွေလူပေးဖို့မှားတာတွေလူကက်တာမှားတာတွေလည်းဒါရှိနေတော့ဘို့တကယ်ကိုအာရှအဆင့်အသင်းကြီးဖြစ်တဲ့အိုမန်နဲ့စီးရီးယားလိုအသင်းမျိုးတွေတွေ့တဲ့အခါမျိုးမှာဒါဟာတစ်ဖက်အတင်းကိုအခွင့်ရေးပေးလိုက်သလိုဖြစ်သွားနိုင်တာကြောင့်ကျွန်တော်တို့ယူဆခွန်ကစားသမားတွေအနေနဲ့အခုလိုမျိုးအပေးယူအချိန်ဆက်ပိုင်းမှာပို့ပြီးတော့အခုထက်လင်းလင်းမြန်မြန်တိတိမမိနဲ့ကစားသွားနိုင်ဖို့လိုအပ်တယ်ဆိုတာကတော့ ဒါနီးပြားကြီးကိုယ်တိုင်လည်းမြင်တွေ့ထားလိမ့်မယ်လို့ယုံကြည်ပါတယ်ပြီးတဲ့အခါမှာဒီကလေးတွေရဲ့မြန်တော့အရန်ကိုကောင်းပါတယ်တကယ်ကိုတကယ်သူတို့စောတဲ့ကစားရဲ့ style ဟာတယောက်ပေးတယ်နောက်တစ်ချက်ထိတယ်နောက်တစ်ယောက်ကိုပြန်ပြီးတော့ပေးတယ်အဲ့လိုမျိုးလင်းလင်းမြန်မြန်နဲ့ကစားနိုင်တဲ့အနေအထားမျိုးတွေကိုတွေ့ရတယ်တဲ့ဒါကကျွန်တော်တို့ မြန်မာတက်တန်းလိုက်လရွေးစင်ဘောလုံးဝေခံပြီးတော့ထပ်ပြီးပြောကြမှာလို့ကျေဆိုလို့ရှင်အရန်ကိုပေါ်တယ်မြန်မာယူနက်စတုံအသင်းထဲမှာဖြစ်ပါဆက်ခွန်လူငယ်လေးတွေကပို့ပြီးတော့ခြေစမ်းခြေစားပို့ခေါင်းတယ်လို့မျိုးတိုးအားယုံအားလည်းပို့ပြီးတော့လင်းမြဖြက်လက်မှုရှိတယ်လို့တကယ်ကိုပန်စင်တွေဘိုင်းမှာလည်းအနေငယ်တိကျမှုအပိုင်းတွေပို့ကောင်းမှုတာလွန်နေတာကိုတွားပြီးတွေ့ရပါတယ်စီကင်းကိုတွားပြန်ရင်ပဲယူနက်စတုံအသင်းရတော့အနေငယ်လေးကျွန်တော်ခြေစမ်းတွေရဆိုလို့ရှင် တကယ်ကိုတုံဆိုင်နေတဲ့အရာမျိုးရှိနေတာကြောင့်ကျွန်တော်ဒီယူဆက်ခွန်ကလေးတွေကကျွန်တော်တို့လာမဲ့ဒီနောက်ပိုင်းမှာပွဲစဉ်တွေမှာကျွန်တော်တို့ရေးလေးတွေဖြစ်လာပြီးမျောလင်းထားလို့ရတော့မယ်လူငယ်လေးတွေအဖြစ်မြင်တွေ့ခွင့်ရတော့မှလည်းဖြစ်ပါတယ်ကျွန်တော်တို့တူးဦးချင်းပြောရမယ်ဆိုလို့ရှိရင်တော့ဒီယူဆက်ခွန်လူငယ်လေးတွေမှာတကယ်ကိုအများကြီးခြေစမ်းခြေစောကောင်းတဲ့သူတွေရှိတာကိုသွားပြီးတော့တွေ့ရပြီးတော့နောက်တိုက်ခန်းစစ်ကလည်းကြစ်လက်မာကြောတော်ကိုလည်းတွေ့ရပါတယ်ညီပေါ်တဲ့ပွဲမှာဆိုရင်ကျွန်တော်ဖြတ်ထုတ်ပုံရှင်းပြသားမှုကိုကျွန်တော်ကြောနမဲ6ဝင်းမင်းတန်းရဲ့ဒါပွဲချင်း82မိနစ်ကြာ 18ကအတွင်းကနေကန်သွင်းလိုက်တဲ့အပြင်းကန်သွင်းချက်ကလည်းတကယ်ကိုရှားပါးတဲ့သွင်းကိုတကူဖြစ်ပြီးတော့ကျွန်တော်တို့မြန်မာအသင်းအဲ့လိုမျိုးမြင်ရခဲ့တဲ့ဂိုးတကူကိုပြန်လဲပြီးတော့မြင်တွေ့ခွင့်ရခဲ့တာအင်မတန်မှဂုဏ်ယူစရာကောင်းပါတယ်။ဘာလို့လဲဆိုတော့အခုလိုမျိုး18ကအကွာဝေးကနေကန်သွင်းလေမရှိတော့တာတော်တော်လေးကြာပါပြီ။ကန်သွင်းခွင့်ရခဲ့ပြင်မဲ့လဲဂိုးတွေဝင်ခဲ့တာတော်တော်လေးကြာပါပြီ။အခုတော့တကယ်ကိုမြန်မာယူဆက်ခွန်လူငယ်လေးရဲ့ဝင်မင်းတန်းရဲ့ကိုယ်ကတကယ်ကိုမှလှပသေးတဲ့လုံးနဲ့ အဝေးကန့်ချက်တစ်ခုအဖြစ်မြေတွေးခွင့်ရခဲ့တကယ်ဦးမမြေကြားတူနေတဲ့ရမယူဆက်ခွန်လူငယ်လေးတွေအားဖြစ်ပြီးပါပဲကျွန်တော်တို့မြန်မာဘောလုံးလောကမှာထွန်းတောက်လာမယ့်ကျယ်ဝန်းတွေအဖြစ်မြေတွေးခွင့်ရတော့မှာတော့သိကြပါဗျာမြန်မာယူဆက်ခွန်အသင်းအတွက်လာမယ့်28ရက်နေ့အိုမန်နဲ့ပွဲဟာအင်မတန်အောင်မအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့အိုမန်တင်းကအကောင်းဆုံးခြေစွမ်းပုံစံတွေထုတ်ပြပြီးတော့အနိုင်ယူပြတော့သွားခဲ့မယ်ဆိုရင်တော့နောက်လာမယ့်စီးရီးယားနဲ့ပွဲစဉ်ဟာဒါမြန်မာယူဆက်ခွန် အသင်းသားတွေအတွက် အစ်စုလွယ်ကူတဲ့ပွဲစဉ်တစ်ခုဖြစ်သွားမှာဖြစ်ပြီးတော့အာရှယူဆခွန်ချစ်စပွဲအောင်မြင်ပြီး sorry အာရေဗီယာမြေကိုတွားရောက်ခွင့်ရဖို့အတွက်ကလည်းဒါလက်တကမ်းမှာဖြစ်လာမှာတေချာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအိုမန်လိုစီးရီးယားလိုမျိုးအာရှအဆင့်ရှိတဲ့အာရှအဆင့်ခြေစွမ်းရှိတဲ့အသင်းတွေချင်းဆိုင်ရမှာဖြစ်တာမျိုးဘာမှဆိုတော့ဖြစ်သွားနိုင်ပေမဲ့လည်းဒီမြန်မာယူဆခွန်လူငယ်လေးတွေသူတို့အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ပြပြီးကစားသွားနိုင်မယ်လို့ပြည်သက်တွေအရှိမကစားသွားနိုင်မယ်လို့ယုံကြည်ပါတယ်။ရုပ်တံအနှိမ့်ပြခွင့်ဒီမှာကျွန်တော်ပြန်ပြီးတော့ကြည့်ရှုအောင်ပါလေဖြစ်ပါတယ်။